မနိုင်ရဆိုင်ရာပြည်ထိတ်တန်ယုံကနိုဝင်ဘာ၂ရက်နေ့မှာထုတ်ပြန်ချက်သစောက်ထုတ်ပြန်ပြီးမြန်မာသတင်းသမားတွေကိုချီးမွမ်းဂုဏ်ပြုလိုက်ပါတယ်။ဒီထုတ်ပြန်ချက်ကိုနိုင်ငံတကာသတင်းထောက်များအပေါ်ကျူးလွန်သောပြည်မှုများအတွက်ပြည်ထန်ကင်းလွချင်းရှိနေမှုများအစုံသက်ရည်နေ့မှာထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။စစ်သက်အာဏာသိမ်းခဲ့တဲ့2023ခုနှစ်ကလေးကလွတ်လပ်တဲ့သတင်းမီဒီယာတွေဟာပြင်းထန်တဲ့ဖိနှိပ်မှုတွေနဲ့ရင်ဆိုင်နေရပါတယ်။ ဆီယနာရှင်ရဲ့တပြတ်တာကိုတတိယသမား9ယောက်ခန့်ခဲရပါတယ်။တတိယသမား200ကျော်ဖမ်းဆီးခန့်ခဲရပြီးလက်ရှိချိန်မှာလည်းအမျိုးသမီးတတိယထောက်တွေအပါအဝင်တတိယထောက်50တယောက်ဖမ်းဆီးထိသိမ်းခံရဆဲဖြစ်ပါတယ်။နေစည်းမခြားတည်င်းထောက်များအဖွဲ RSF ရဲ့ထုတ်ပြန်ချက်အရကဘာပေါ်မှာတည်င်းသမားတွေကိုဖမ်းဆီးထောက်ချမှုအဆိုးဝါးဆုံးနိုင်ငံတွေထဲမှာမြန်မာဟာတရုတ်ပြင်ဒုတိယအဆိုးဆုံးနိုင်ငံအဖြစ်ရပ်တည်နေတယ်လို့ဖော်ပြထားပါတယ်။ ဗီဒိတ်တန်ရုပ်က online နဲ့ offline နှစ်မျိုးလုံးမှာခြိမ်းခြောက်မှုတွေနောက်ဆက်မှုတွေနဲ့ရင်ဆိုင်နေရတဲ့အမျိုးသမီးတည်င်းထောက်တွေကိုလည်းအမတ်တရဂုဏ်ပြုတယ်လို့ဆိုပါတယ် UK အစိုးရအနေနဲ့မီဒီယာလွတ်လပ်ခွင့်ကိုချိုးဖောက်သူမဲ့သမားကိုအရေးယူဆောင်ရွက်ရမယ်လို့ယုံကြည်ကြောင်းပြောကြားခဲ့ပြီးမြန်မာနိုင်ငံအပါအဝင်ကမ္ဘာတဝန်းကတည်င်းသမားတွေဘီကင်းလုံခြုံရေးအတွက်အကူအညီတွေကိုဆက်လက်ထပ်ပတ်သွားမယ်လို့ကတိပြုထားပါတယ်။